ဖုန်ကြီးတွေ ပါပါလာပြီเนาะယူတွေငကားဘူးနဘူးတာကိုဘာမှမပြောလို့တော့ပင်မဲ့ဖုန်ကြီးတွေပါတာတော့လုံးဝမကောင်းဘူးเนาะဖះရှင်လက်ထက်တော်အခါကယဟန်ငယ်လေးတစ်ပါးဟာဘုန်းကြီးကျင်တဲ့အတွက်အရှင်သာရိပုတ္တရာမထေရမြတ်ကြီးထံသွားရောက်ပြီးအရှင်ဖះဘုန်းကြီးကြောင့်တရားဟောကြားတော်မူပါလို့လျှောက်ထားပါတယ်အဲ့ဒီအခါမှာအရှင်သာရိပုတ္တရာမထေရမြတ်ကြီးကငါအရှင်ဘုန်းကြီးကျင်တယ်ဆိုရင်တော့ မကန်းတော်လဲကန်းကျင်အောင်ဆောင်ပါမအတော်လဲအကျင်အောင်ဆောင်ပါကခြေသေးလို့ကျင့်ပါဆိုပြီးဟောကြားတော်မူပါတယ်မကန်းတော်လဲကန်းကျင်အောင်ဆောင်ပါဆိုတာကဒကာဒကာမတွေအပြစ်လုံနေတာမြင်ရင်မမြင်ချင်အောင်ဆောင်နေပါလို့ပြောတာပါမအတော်လဲအကျင်အောင်ဆောင်ပါဆိုတာကဒကာဒကာမတွေဘာအပြစ်ပဲလုပ်လို့မဆုံးမပဲနှုတ်ဆက်နေပါလို့ပြောတာပါကခြေသေးလို့ကျင့်ပါဆိုတာကကခြေသေးတွေဟာခဏမငြိမ်ပဲတောင်ဆက်ဆက်မြောက်ဆက်ဆက်သွားတတ်ပါတယ် ကချေတဲ့ဒီလိုခနာမငိမ့်ပဲတောင်ဆက်ဆက်မြောက်ဆက်ဆက်ပါတက်တဲ့ကိုတော်တွေကိုပုထုဇဉ်ဒကာဒကာမတွေကကြီးညိုတာများပါတယ်။ဒါကြောင့်ကချေတယ်လို့ကျင့်ပါလို့အရှင်သာရိပုတ္တရာမထေရမြတ်ကြီးကဟောကြားခြင်းဖြစ်ပါတယ်။ငါအရှင်အဲ့ဒီလိုကျင့်မယ်ဆိုရင်တော့ငါအရှင်ဘုန်းကြီးလိမ့်မယ်။သို့တော့ငါအရှင်ကိုတော့ပညာရှိ သူတော်ကောင်းတွေကဲ့ရဲ့လိမ့်မယ်လို့ဟောကြားတော်မူပါတယ်။အဲ့ဒီအခါမှာယဟန်ငယ်လေးကဘုံမကြီးခြင်းလဲနေပါသေးတော့ ပညာရှိသူတော်ကောင်းတွေကဲ့ရဲ့မဲ့အလုပ်ကိုတော့မလုပ်ပါရစေနဲ့ဖရာဆိုပြီးပြန်ပြီးရှောက်ထားပါတယ်အဲ့ဒီတော့တချို့သောယဟန်တွေကို ပြောကျင်တာကဘုံကြီးကျင်တာနဲ့ပဲကချေတဲ့လူတောင်ဆက်ဆက်မြောက်ဆက်ဆက်သာသနာတော်နဲ့မအဆက်တာတွေမလုပ်ကြပါနဲ့နော်သာသနာတော်နဲ့မအဆက်တဲ့အလုပ်တွေကိုကချေတဲ့ပုံစံမျိုးရှောက်လုပ်နေမယ်ဆိုရင်သာသနာတော်ပျက်စီးပါလိမ့်မယ်သင်္ကစားဆရာတော်ကြီးကလည်းပဲ လူကယဟန်အလုတ်ကို လုံမယ်ဆိုရင်စီးပွားပြတ်တတ်တယ်လို့ယဟန်ကလည်းလူအလုတ်ကိုလုံမယ်ဆိုရင်သာသနာတော်ပြတ်တတ်ပါတယ်တဲ့မှန်တယ်နော်ဒါကြောင့်သာသနာတော်မပြတ်စီးရလေအောင်ယဟန်ကယဟန်အလုတ်ပဲလုပ်ပါလို့ပြောခြင်းပါတယ်အရှင်ဖေရဘာသာချားကိုကျေးဇူးရှိသူမဟုတ်ကတော့ယင်အပြစ်ဖြစ်ပါသလားဖေရတဲ့ရှိခိုးတာနဲ့ကတော့တာသဘောတရားမတူပုံကိုကြံခဲ့တဲ့ရက်ကဥစဉ်ပြောထားတာရှိပါတယ်နော် ရှိခိုးတယ်ဆိုတာကဖရာတရားတန်ကမိဘဆရာသမားတိလာရှိသူကျေးဇူးရှိသူတို့ရဲ့ဂုဏ်ကျေးဇူးတွေကိုဂါရဝပြုတာကိုပြောတာပါเนาะကတော့တယ်ဆိုတာကဖရာတရားတန်ကဇိဘဆရာတိလာရှိသူကျေးဇူးရှိသူတို့အပေါ်မှာမိမိကစော်ကားပြမမိခဲ့မယ်ဆိုရင်ဝန်ချတောင်းပန်တာကိုပြောတာပါကျေးဇူးရှိသူကိုပြမမိလို့ဝန်ချတောင်းပန်တဲ့သဘောမျိုးနဲ့ကတော့တာကကတော့ကောင်းပါတယ်เนาะ အပြစ်မရှိပါဘူး။ဖះရှင်ကဘာသာကြားမလို့မကြောရဘူးလို့တားမြစ်ထားတာမရှိပါဘူး။မိမိပေါ်ကိုကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ဆိုရင်ကြောတဲ့ဘာကကြောရပါတယ်။ကြောတဲ့သူတွေမှာအသက်ရှိခြင်းအစင်းလှခြင်းခွန်အားကြီးခြင်းချမ်းသာကြီးခြင်းဆိုတဲ့အကျိုးတရား၄မျိုးရရှိနိုင်ကြောင်းဓမ္မပဒမှာမြတ်စွာဘုရားဟောကြားထားပါတယ်။ဒါကြောင့်မိမိနဲ့ဘာသာတူတည်ပဲဖြစ်စေဘာသာမတူတည်ပဲဖြစ်စေ ဆရာသမားဖြစ်နေရင်တော့လည်းကောင်းကျေးဇူးရှိတဲ့သူဖြစ်နေရင်တော့လည်းကောင်းကတော့တင်ပါကကတော့ရပါမယ်နော်ကတော့ကောင်းပါလေဗုဒ္ဓကသူ့ကိုကိုးကွယ်ဖို့ဟောခဲ့တာမဟုတ်ဘူးသူ့လမ်းစဉ်တိုင်းလိုက်နာဖို့ဟောခဲ့တာဥပုပ်ဆောင်ပြီးအတင်းပြောနေတဲ့လူတွေမှအများကြီးတဲ့ဒီမှန်လေးဟာကျန်တော်ကဗုဒ္ဓကိုကိုးကွယ်တာမဟုတ်ဘူးစီးကပ်တာလို့ပြောထားတဲ့ လူငယ်လေး၃ယောက်ဆွေးနွေးထားသောဗီဒီယိုဖိုင်ကိုတင်ထားတဲ့ပုံထဲမှာလာရောက်ပြီးမှတ်ထားတာပါเนาะလူငယ်တွေဆိုတာကကလေးသာသာပဲရှိပါတယ်ကလေးတွေကသူတို့ညံမီတလောက်ဆွေးနွေးထားတာဘူးအလုံးအမှန်ဟုပြောလို့မရဘူးเนาะမှန်တာတွေလည်းရှိတယ်လို့မှားတာတွေလည်းရှိတယ်မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာကမိမိရဲ့ဘဝကိုမြတ်စွာဘုရားထံအနံပြီး မြတ်စွာဘုရားဤအဆုံးအမတိုင်းကျင့်ကြံနေထိုင်မယ်ဆိုတဲ့သဘောကိုပြောတာဖြစ်တယ်။နော်။ဘုရားကသူ့ကိုကိုးကွယ်ဖို့ဟောခဲ့တာ မဟုတ်ဘူးလို့ပြောရအောင်။ချစ်သားတို့ငါဘုရားကိုမကိုးကွယ်ပါနဲ့လို့မြတ်စွာဘုရားကဘယ်နေရာမှာများဟောထားတာရှိပါသလဲ။ရှိတယ်ဆိုရင်ပါဠိတော်ထောက်ထားနဲ့တကွချပြပေးပါနော်။ရမ်းပြီးတော့မပြောပါနဲ့။ငါဘုရားကိုမကိုးကွယ်ပါနဲ့လို့ ဘယ်နေရာမှာမှဟောထားတာမရှိပါဘူးအဲ့ဒီလိုမရှိတဲ့အပြင်ဖျားဆိုတာကိုးကွယ်ထိုက်ကြောင်းဖျားကိုကိုးကွယ်ရင်ဘယ်လိုကောင်းကျိုးတွေရရှိနိုင်ကြောင်းဟောကြားထားပါသေးတယ်အနည်းဆက်ဆုံးကိုခြားပြရမယ်ဆိုရင်ဓမ္မပဒပါဠိတော်မှာမြတ်စွာဘုရားကတိဋ္ဌံတေနေဂူတေစာပိတမေစိတ်တေတမံဖလံစေတောပဏိတိဟေတုတိတတ္တာခိသန္တိဥက္ကရိန်တို့ဟောကြားထားပါတယ်အတိဘေက ရိနိဗ္ဗာန်ဝင်ဆံသွားပြီဖြစ်တဲ့ဖယားရှင်ရဲ့ဓာတ်တော်အမွေတော်များကိုဖြစ်စေဖယားရှင်အားရည်မှန်းထုလုပ်ထားတဲ့စီတီပထုရုပ်ပွားစင်တုတော်၌ဖြစ်စေတူမြတဲ့သရာတရားဖြင့်ကိုးကွယ်စည်းကပ်မယ်ဆိုရင်တတ်တော်ထင်ရှားဖယားရှင်ကိုကိုးကွယ်စည်းကပ်တဲ့အကျိုးနဲ့အတူတူဖြစ်ကြောင်းဤအကျိုးတရားတွေဟာနှက်ရွာသူကလေးတို့လာရောက်နိုင်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ်။မကူးကွယ်ပါနဲ့လို့မပြောတဲ့အပြင်ဖျားဆိုတာကူးကွယ်ထိုက်ကြောင်း ဖះကိုကိုးကွယ်ရင်ဘယ်လိုကောင်းကျိုးတွေရရှိနိုင်ကြောင်းတောင်မှဟောကြားထားပါသေးတယ်နော်ပြည်သေးချာချာလ ీల လာပြီးမှပြောစီခြင်းပါတယ်ဥပုပ်တွေတွေဥပုပ်ဆောင်ပြီးအတင်းပြောတာကဥစဉ်နဲ့မဆိုင်ပါဘူးဒါကသူတို့ရဲ့အလုပ်ဖြစ်ပါတယ်ဥပုပ်ဆောင်ပြီးတော့ဥပုပ်တွေရဲ့အင်္ဂါရက်နဲ့ညီအောင်မနေဘူးဆိုရင်တော့သူတို့အပြစ်သူတို့ခံပါလိမ့်မယ်နော်ဥပုပ်တွေရဲ့အင်္ဂါရက်နဲ့ညီအောင်နေမယ်ဆိုရင်သူတို့ပြုတ်လုပ်တဲ့ကောင်းကျိုးကိုသူတို့ပဲဆံရပါလိမ့်မယ် အဲ့ဒါတွေကဥသင်းနဲ့လုံးဝမပတ်သက်ပါဘူးเนาะလွဲနေလို့ပြောပြတာပါအရှင်ဖေယအမျိုးသမီးထံဖိတ်တန်းအောင်တိုးမိရင်ဘုံနေတယ်ဆိုတာ ဟုတ်ပါသလားဖေယအဲ့ဒါဆိုရင်တော့တနိုင်ငံလုံးဘုံနေကုန်ပြီเนาะဘာဖြစ်လို့လဲဆိုရင်ကောင်းကင်ပေါ်မှာလေရင်တွေပြန်နေတာရှိပါတယ်အဲ့ဒီလေရင်တွေထဲမှာထပိန်ဝတ်ထားတဲ့အမျိုးသမီးတွေပါနေလို့ပဲဖြစ်ပါတယ်เนาะ ဘုံဆိုတာက ပုံညဆိုတဲ့ပါဠိကလာတာပါ ပုံညဆိုတာကောင်းမှုလို့အဓိပ္ပာယ်ရပါတယ်ကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်ဘုံကံမြင့်မာဖြစ်ပြီးမကောင်းတဲ့အမှုကိုပြုမယ်ဆိုရင်တော့ဘုံကံနှိမ်မာဖြစ်ပါတယ်အမျိုးသမီးထံပိတ်တအောင်တိုးခြင်းမတိုးခြင်းနဲ့လုံးဝမဆိုင်ပါဘူးနော်ကာယကံဝစီကံနဲ့ကာယ द्वार ဝစီ द्वार ကဘာလဲဖေယား ရှင်းပြပေးတော်မူပါဖရာတဲ့တဂရကမတွေဩဃာကကတော့တဲ့အခါမှာတချို့က ကာယကံဝစီကံ မနောကံလို့ဆိုပြီးကတော့ကြပါတယ်တချို့ကြတော့လည်းပဲကာယဒွါရဝစီဒွါရမနောဒွါရလို့ဆိုပြီးကတော့ကြပါတယ်ကာယကံဝစီကံမနောကံနဲ့ဆိုပြီးကတော့တာကအများဆုံးပါနော် ဒီကာယ द्वार ဝစီ द्वार မနော द्वार ဆိုတာဟာ द्वार ခိုင်းကိုထူထောင်ခဲ့တဲ့အုပ်ဖို့ဆရာတော်ကြီးကနေစခဲ့တာပါကာယကံဝစီကံမနောကံဆိုတာက ကိုယ်အမှုနှုတ်အမှု စိတ်အမှုတို့ကိုပြောတာဖြစ်ပါတယ်ကာယ द्वार ဝစီ द्वार မနော द्वार ဆိုတာဟာလည်းပဲကိုယ်အမှုအရာနှုတ်အမှုအရာ စိတ်အမှုအရာတို့ကိုပြောတာဖြစ်ပါတယ်အဆိုးကွာသွားပင်မဲ့အတိတ်ပဲချင်းကတော့အတူတူပါပဲ เนาะသဘောပေါက်မယ်လို့ထင်ပါတယ်